ခါတိပြိုင်ဘက်ဘာစလိုနာကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးတော်ဝင်မက်ဒရစ်ကစားသမား9ရောက် မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှော့နေကြိုးစားပါရယ်ကျွန်တော်ကိုခင်းပါ Real Madrid နဲ့ Barcelona တို့ရဲ့ El Clasico Derby ပွဲစဉ်ကကျွန်တော်အကြိုက်ဆုံး Real Madrid ကစားသမား၅ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြီးသွားရမှာဖြစ်ပါတယ်ဒီပွဲစဉ်ကကွင်းတွင်းမှာပြိုင်ဆိုင်မှုအနည်းငယ်ပြင်းထန်ခဲ့ပေမဲ့ပြင်ပမှာပြိုင်ဆိုင်မှုပိုပြီးပြင်းထန်ခဲ့တယ် Brazil သားချင်း quintet တဲ့အခြေအနေမျိုးတွေနီးပြအဖွဲ့ဝင်တွေနဲ့ quintet တဲ့အခြေအနေမျိုးတွေနဲ့ပွဲပြီးသွားတဲ့အချိန်မှာကွင်းပြင်ပဖြစ်ရတဲ့အောက်အော်တောင်းနေဖြစ်ခဲ့ပါတယ်ဒါက ဘောလုံးပွဲတစ်ပွဲရဲ့ဆွဲဆောင်မှုလို့လည်းပြောလို့ရတယ်ဒီအက်ကလစီကိုဒါဘီဆိုတာပါဝါနည်းနည်းနှိမ့်လာတဲ့ဒါဘီတွေเนาะအရင်တုန်းကအက်ကလစီကိုဒါဘီတွေပိုတောင်ကျမ်းသေးတယ်ဘာစလိုနာကဖီโกကနေရီယယ်မက်ဒရစ်ကိုပြောင်းသွားတဲ့အချိန်မှာအဲ့နှစ်သင်းပြန်လဲထိတိုက်တွေ့ဆုံတဲ့အချိန်ဖီโกအဲ့လိုမျိုးတောက်ကံပေါ်ကန်တင်တဲ့နေရာမှာဝိုင်နဲ့ပြစ်ပေါက်ဒီအိုင်နဲ့ပြစ်ပေါက်အဲ့တလောက်ထိကိုဒီအက်ကလစီကိုဒါဘီကပြန်ဆိုင်မှုပြင်းထန်ခဲ့တာပါသူတို့ကစပိန်မှာလည်းအအောင်မြင်ဆုံးအသင်းနှစ်သင်းဒါအပြင်ဒေတာဆွဲပါရှိတယ်ဘာစလိုနာရဲ့အခြေဆိုင်ပြည်နယ်ကကတ်လန် န်ဒေတာရီယယ်မက်ဒရစ်ကတော့ဒါစပိန်ရဲ့ ်မြို့တော်အဲ့တော့ကတ်လန်ဒေတာကိုစပိန်နိုင်ငံကခွဲထွက်ရေးဘာညာဆိုတဲ့အတိတ်သမိုင်းကြောင်းတွေပါတခိတခါရှိခဲ့ဘူးတယ်ဆိုတော့ဒေတာဆွဲလဲပြန်ဆိုင်မှုပြင်းထန်တဲ့ကလပ်တင်းသမိုင်းကြောင်းမှာလည်းအောင်မြင်မှုအစဉ်လာရပြန်ဆိုင်မှုပြင်းထန်ခဲ့တဲ့အတွက်လက်ရှိအချိန်မှာကွင်းတွင်းစွမ်းဆောင်ရည်ပြိုင်ပွဲအနေငယ်အားရော့သွားပါစေဦးကျန်တဲ့အပိုင်းတွေမှာတော့အက်ကလစီကိုဒါဘီအတိုင်းပဲဖြစ်နေသေးပါโอเคအဲ့တော့အကြိုက်ဆုံးနံပါတ်9နေရာမှာရှိတဲ့ကစားသမားကိုကျွန်တော်စပြီးတော့ရွေးချယ်ပေးပါမယ်မီလီတာဟိုပါဒဏ်ရာပြဿနာရပြီးတဲ့နောက်ပိုင်းမှာရီယယ်မက်ဒရစ်အသင်းအတွက်ဒီနှစ်ဘောလုံးရသည့်အကောင်းဆုံး ွက်ဆောင်ရေးပြတ်တနေတဲ့ကစားသမားတယောက်ပြပါဆိုရင်မီလီတာကိုပြပါလိမ့်ပေါ်တိုမာရဲကချမ်ပီသားပလေယာဗျာဒါပေမဲ့ကံမကောင်းစွာနဲ့ဒဏ်ရခဲ့လို့ဘလုံးဇက်ခုံစင်မြင့်ပေါ်ကနေနည်းနည်းလေးဘေးကိုထွက်သွားတာဒါပေမဲ့မီလီတာကမီလီတာကိုဖြစ်နေစေဖြစ်ပါတယ်အဓိကတော့ဘရာဇီးသား PP ဘလုံးစကေးပိုင်းပိုင်နိုင်ကျွမ်းကျင်စွာ ကစားနိုင်တယ် aggressive ဖြစ်မှုပါပေါင်ထည့်လိုက်တဲ့အချိန်မှာတော့ military ရဲ့ defending skill တွေကဘာမှအပြစ်ပြောစရာမရှိခဲ့ဘူးအဲ့တော့ပြန်ပဲနောက်ခံကစားသမား၂ယောက်နဲ့ military တို့နဲ့ရှင်းမယ်ဆိုရင် skill buy ကမကွာဘူးဆိုပေမဲ့နိုင်ပွဲတစ်ပွဲဆာလောင်မှုပေါ်မှာ military ကိုတော်တော်လေးဆာလောင်ခဲ့တယ် house down တော့ထားပါတော့ငကိုကလေးကသွေးအေးတဲ့နောက်ခံကစားသမား၁ယောက်ဖြစ်တဲ့အတွက်အရင် aggressive တော့မဖြစ်ဘူးပေါ့လေ military ကတော့ရှေ့ထိတက်ပြီးတော့စ조사ပန်းသားနဲ့ရုံးကန်ကစားပေးသွားခဲ့တယ် Jude Bellingham သွေးဦးမဲ့ goal ကိုလည်းသူ့ရဲ့조사အထောက်မှုကနေရရှိခဲ့တာဖြစ်ပါတယ်တိုက်စစ်ခံစစ်အကုန်လိုက်ပါ စီးမျောနိုင်ခဲ့တဲ့ဘရာဇီးသားမီလီတာကိုတော့ကျွန်တော်အကြိုက်ဆုံးနံပါတ်9နေရာမှာရွေးပေးပါရသည်ခင်ဗျဒီတစ်ခါကျွန်တော်အကြိုက်ဆုံးနံပါတ်6နေရာမှာရှိတဲ့ပလေယာကိုဆက်လက်ရွေးချယ်ပေးပါမယ်ဒီနေ့ပွဲမှာဟိုပွဲရှာခဲ့တဲ့ Vinicius Junior ပေါ့နော် Vinny ကပြီးခဲ့တဲ့ဘောလုံးရသည် Atletico Derby မှာခက်ခါသူမကျင်တတ်တာတွေအများကြီးတော့ရှိတယ်ဗျဒီနေ့ပောက်ကွဲအားကောင်းကောင်းနဲ့ကစားတယ် Real Madrid ရဲ့အရှင်သခင်ဆိုတဲ့အရာအရာကို Kylian Mbappe ကို သူလွှဲပြောင်းပေးခဲ့ပါပြီ။သူကတော့အဲ့ဒီအတ္တကိမဲ့စွာနဲ့သူ့အလို့သူအကောင်းဆုံးလုပ်ပြီးတော့လက်ဖွင့်တနေရာမှာရုံးကန်ကစားပေးခဲ့တယ်။ဘောလုံးရရင်လည်းများသောအားဖြင့်ဖန်တီးပေးတာကလန်အမ်ပပီကိုပဲဖန်တီးပေးတယ်။ Vinicius Junior ရဲ့အရည်သွေးပိုင်းကလက်ရှိအချိန်ထိကျွန်တော်မေ့ထားလို့မရအောင်။ Vinny ကိုရောင်းမယ်ပြုတ်မယ်ဘာညာတရင်နေကြရတယ်။ဒါကတော့တပိုင်းပေါ့နော်။ဒါပေမဲ့ Vinicius Junior ဘောလုံးဆွဲပြေးလာပြီး counter attack situation နဲ့ဝင်သွားပြီဆိုရင်အဲ့ဒါလက်မကြည့်နဲ့တော့ကျွန်တော် အပိုပြောတာမဟုတ်75%ရာခိုင်နှုန်းလောက်အဲ့ဒီဘောလုံးကဂိုးဝင်မှုတည်ကြတယ်။ ဒါမှမဟုတ်လေကိုယ့်ရဲ့အသင်းဘော်ကိုဖန်တီးပေးနိုင်မှုဆိုတာသိကြတယ်ဒီနေ့ပွဲစဉ်မှာလည်းအဲ့လိုဖြစ်ရတဲ့ခါကြုံခဲ့ရတယ် counter attack situation ကနေ Vinicius Junior ဘောလုံးအရှိအထုတ်ပြီးဆွဲပြေးလာတာကို P3 ကတိတဲ့အတွက်ကြောင့်နောက်ကအင်းအင်ယူတရွတ်တရီဆွဲသွားတယ်ပေါ့နော်ဟိုမြင်ကွင်းရကတော့အနေငယ်ရုပ်ပေါက်ခဲ့တယ်ဒါပေမဲ့အဲ့လိုမဆွဲလို့လည်းမရဘူး Vinicius Junior ကိုလှုပ်ပေးလိုက်တာတဲ့အဲ့ဒီဂိုးကအတွင်းကိုတကူအဖြစ်ပြောင်းလဲဖို့ တော်တော်လေးအခြေအနေနီးစပ်နေတဲ့အတွက်ကြောင့်ပီသူရီကတော့ရုပ်အပေါက်ခံပြီးဂျာစီကိုနောက်ကဒီယိုတိုက်ဆွဲသွားတဲ့မြင်ကွင်းမြင်ခဲ့ရတာပေါ့နော်။ဒါမဲ့လေဘောလုံးပွဲကိုကြည့်တဲ့ပရိသတ်ကြတော့အဲ့ဒီမြင်ကွင်းကိုတော်တော်သဘောမကျခြင်းစရာမနှိမ့်မြို့ခြင်းစရာကောင်းမှာတော့သိကြပါရတယ်။အဲ့တော့ Vinicius Junior အနေနဲ့ left wing တနေရာမှာရောအသင်းတွက်စူးစားကစားပေးခဲ့တဲ့အပိုင်းမှာအပြစ်ပြောစရာမရှိဘူး။ဒါအပြင်သူ့ရဲ့ဒီပွဲပေါ်မှာစာလောင်နေတဲ့စိတ်ကနီးပြလူသားလဲလိုက်တဲ့အချိန်မှာတော့မချေမနှက်နဲ့ဇာဘီအလွန်ဆိုလက်ဆွဲမနှုတ်ဆက်နိုင်ဘူး။ချက်ချင်းအရန်ကုန်တန်းထိုင်ခဲ့တာ။ဘင်းက လူနေရနေဖိမရတယ်ပေါ့နော်အဲ့ဒါလောက်တီကို Vinicius Junior ရဲ့ ီပွဲပေါ်မှာစာလောင်မှုကပြင်းထန်နေတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ Vinny ကိုမကြိုက်ဖက်နဲ့မနေနိုင်ဘူးအဲ့တို့ကြောင့်အကြိုက်ဆုံးနံပါတ်၄နေရာမှာရွှေပီချင်းဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ပလေယာကတော့ဒီနေ့ပွဲစဉ်မှာ Twin Go တကူလှလှပပဖန်တီးခဲ့ပြီးတော့ Twin Go တကူ Twin ကိုပြီးသွားခဲ့တဲ့ Jude Bellingham ဖြစ်ပါတယ် Bellingham ကိုကျွန်တော်ပါစနယ်ကအရင်တော့မကြိုက်ဘူးလုံးဝမကြိုက်တာတော့မဟုတ်ပါဗျာဒါပေမဲ့တိတ်မကြိုက်ဘူးဒါပေမဲ့ Bellingham ကထိတ်တန်းအဆင့်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်နေတယ်ဆိုတာလေညင်းလို့မရပြန်သူတိုင်ဟန်ပြဿနာကြောင့်နားနေရတယ်ပြန်လည်ကစားတဲ့အချိန်မှာလေပွဲကြီးတိုးတဲ့ကစားသ သမားမျိုးတွေတကိုးစုစုတလောက်လုတ်ပြနိုင်တဲ့ပလေယာမျိုးတွေဖြစ်ပါတယ်။ဟာဘယ်လင်ဂန်ကဒီလုံးကိုမပေးလောက်ပါဘူးကွာမသွင်းလောက်ပါဘူးကွာနေရာဒီနေရာမှာမရှိလောက်ပါဘူးကွာသွားမထင်နိုင်နဲ့။အဲ့လိုထိတ်တန်းကစားသမားတွေကတချိန်ဆိုစုတလောက်အခွင့်အရေးကိုမိမိရအသုံးချနိုင်တဲ့ပလေယာမျိုးတွေ Kylian Mbappe ကိုဘောလုံးပေးဖို့သွားတဲ့ True Pass ကြီးဆိုရင်တိတ်ကိုလှပလွန်ခဲ့တယ်။ ဒါအပြင်သူပိတ်သွင်းယူသွားခဲ့တဲ့ဂိုးကတော့လွယ်ကူရိုးရှင်းလွန်းပါတယ်။ဒါပေမဲ့အချိန်ကအဲ့နေရာမှာသူရောက်ရှိနေတာသူ့ရဲ့အရေးအသွေးတရက်ဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကြောင့်ဂျူဘယ်လင်ဂန်ကိုကျွန်တော်အကြိုက်ဆုံးနံပါတ်3အဖြစ်ယူပေးခြင်းဖြစ်ပါတယ်။ကျွန်တော်အကြိုက်ဆုံးနံပါတ်2နေရာမှာရှိနေတဲ့ပလေယာကတော့ဒီနေ့ပွဲတွေမှာလမင်ညာမဲဘာမှလုပ်လို့မရအောင်အကောင်းဆုံး control လုပ်သွားခဲ့တဲ့ Everu Carius ဖြစ်ပါတယ်။ Real Madrid ရဲ့ El Clasico နိုင်ပွဲကိုကျွန်တော်ဂုံဖော်တဲ့နေရာမှာ Vinicius Junior, Kylian Mbappe, Jude Bellingham ပဲပြောလို့မရပါဘူး။ Everu Carius ကိုလည်းထည့်ပြောကိုပြော ောရပါလိမ့်မယ် Evero Carriers ကိုခြံထားလို့လုံးဝမရပါဘူးခင်ဗျ ရှော့လမင်ညာမဲနဲ့ရီယယ်မက်ဒရစ်လက်ဖ်ဘက်ကစားသမားတွေရင်ဆိုင်ခဲ့တာပြီးခဲ့တဲ့ဘောလုံးရသည်တွေကရင်ဆိုင်ခဲ့တာကွန်ထရိုးလုပ်ဖို့ဆိုတာမဖြစ်နိုင်ခဲ့ဘူးလက်ဖ်ဘက်ကစားသမားတွေစုံသွားခဲ့ပြီအလူငယ်ကစားသမားတွေရောစီနီယာကစားသမားတွေရောအကုန်ကိုကွန်ထရိုးလုပ်ခဲ့ပြီဒါပေမဲ့လမင်ညာမဲကတစ်ချိန်မဟုတ်တစ်ချိန်တော့အဲ့ဒီလက်ဖ်ဘက်ကစားသမားတွေကိုဒုက္ခပေးနိုင်တယ်ဒါပေမဲ့ Everro Carrius ကိုဆိုရင်လုံးဝမကြော်ဘူး box ထဲမှာလည်းမကြော်ဘူး box ပြင်ပတ်မှာလည်းမကြော်ဘူးအဝေးကနေ Lancaf ပို့တောင်မှ Everro Carrius ကအခွင့်အရေးမပေးခဲ့ပါဘူးရှော့ Everro Carrius ကအရင်စကေးပိုင်းကောင်းနေလို့လား ဆိုရင်တော့မဟုတ်ဘူးကျွန်တော်ဆိုလိုချင်တာဗျာဖာလမန်နီတို့ဘာလို့စကီးပိုင်းအဗရိုကာရီယက်တဲ့ပိုကောရင်ကောင်းလိမ့်မယ်နောက်ဆုံးဘာစလိုနာရဲ့ left back ကဘယ်ဒီတို့ချယ်စီရဲ့ကူကူရီယာတို့ပိုကောရင်ကောင်းပဲဒါပေမဲ့အဗရိုကာရီယက်က အရန်ကျူးစားတယ်လှုပ်အားလုံးအပြစ်ဝါကတိအပြစ်နဲ့ငယ်ကုံလဲရှိတဲ့အခါမှာ Evero Carriers ဘက်ကစီကန်ငိန်ဝတ်စွာနဲ့ဘောလုံးကစားခဲ့တယ်နီးပြပြောတဲ့အချိန်တသွေမတင်နားထောင်ခဲ့တယ်အဲ့ဒါကြောင့် Modern လောကမှာစကေးဘလောက်ကောင်းကောင်းနီးပြပြောတာနားမထောင်ကိုလို့ချင်တာလုပ်မယ်ဆိုရင်တိတ်ပြီးတော့ဘောင်မဝင်ဘူးဗျာနီးပြပြောတဲ့အချိန်ကစားပေးနိုင်ရမယ်မခုမကက်ကစားပေးနိုင်ရမယ် Evero Carriers ရဲ့အရေးချင်းကအဲ့ဒီဘိုင်းမှာအတိုင်းသာပေါ်လွင်နေတယ်ကျွန်တော်အကောင်လေးကိုဒီပွဲမှာတော်တော်သဘောကျတယ်ယုံကြည်မှုကပွဲစားတွေကပြည့်နေတာဘောလုံးပွဲစားကလေးက Evero Carriers ဘက်ကကြော်လို ွင်းမရအောင်ဆိုတော့ကျွန်တော်သတိထားမိတာတစ်ဖက်ကဖေဗာဒီတောင်မှဘာစလိုနာကစားသမား2ယောက်ရှိတယ်ဗျာရက်ဖို့နဲ့နောက်ကဘယ်ဒီတို့တက်တက်လာသေးတယ်လမီယာမဲလ်တယောက်ထဲနဲ့ဝမ်ဘတ်ဆွမ်တချင်း right side မှာထင်းရတဲ့အခါကျတော့ကာရီယက်စထရက်လည်းပို့ပြီးထင်းလို့ကောင်းတယ်ရမဲကလည်းမင်းပါလဲငါပါလဲပို့မေးလို့ကောင်းတယ်အဲ့တော့ဒီနှစ်ယောက်ထိတဲ့တွေ့ဆုံမှုမှာစပိန်သားနှစ်ယောက်တွေ့တာပေါ့အဗရိုကာရီယက်ကရမဲကိုလုံးဝအလိုမပေးခဲ့ဘူးအဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီပွဲနဲ့ပတ်သက်ရင်အဗရိုကာရီယက်ကိုလည်းလုံးဝအမွန်းတင်ရမယ်မေ့ထားလို့မရဘူးလို့ထင်ပါတယ်အကြိုက်ဆုံးနံပါတ်1နေရာမှာအဲ့ဒါကြောင့်ရွေးပေးတာပါခင်ဗျာ ကျွန်တော်ကြံစုံနံပါတ်1နေရာမှာရှိနေတဲ့ပလေယာဒီပွဲအတွက် man of the match အဖြစ်ကျွန်တော်ရွေးပေးတဲ့ပလေယာကတော့ဒီနေ့ပွဲမှာ twin goal တကူ တွင်းယူသွားခဲ့တဲ့ Kylian Mbappe ဖြစ်ပါတယ်။ Mbappe ကတော့ penalty ကိုတကူလွဲချော်သွားခဲ့ပေမဲ့သူတွင်းယူခဲ့တဲ့ဂိုးတွေကအရင်ပါနဲ့တယ်။ပွဲတစ်ပွဲကိုခေးတဲ့ game လုံးနိုင်တဲ့အခြေအတွေးအခြေမျိုးအပြည့်အဝရှိနေပါတယ်။နောက်ထပ်ဂိုးတကူလည်းတွင်းခဲ့ပေမဲ့အဂိုးကိုလူချမောဖြစ်တတ်မှတ်ခဲ့လို့ဂိုးမရခဲ့တာပေါ့နော်။အဂိုးသာပေးလိုက်မယ်ဆိုရင် Kylian Mbappe ရဲ့ဂိုးကတော်တော်လှမှာဗျ။သူတွင်းသွားတာအဝေးရက်နေစိုက်ကြီးနဲ့ကန်ထည့်သွားတာ။ဂိုးသမားရှက်စနီဘာမှမတတ်နိုင်။ပြောချင်တာလက်ရှိကမ္ဘာမှာအကောင်းဆုံးဘောလုံးသမားပြပါဆိုရင်ကျွန်တော် Kylian Mbappe ပဲပြရမှာပေါ့။ Vinny နဲ့ Kylian မှာတော့ကွဲပြားတဲ့အရာလေး တွေရှိတယ်။အဗင်နီတို့က dribbling ကောင်းတယ်ဆွဲထုတ်မှုတွေကောင်းတယ်အရှိပြေးတာအတူပြေးတာတွေကောင်းပေမဲ့ခွန်အားနည်းနည်းအသုံးပြုတယ်။ခီလီယန်တို့ကျတော့ခွန်အားအသုံးပြုတာမှန်ပေမဲ့လည်းနီးစနစ်ပိုင်းပို့ပြီးကြွယ်ဝတဲ့ကစားသမားမျိုးတွေပေါ့။အာလီဟာလန်နဲ့တူလားဆိုတော့မတူဘူး။ဟာလန်ကကျတော့တိုက်စစ်မှုပုံစံနဲ့ခီလီယန်အမ်ဘပေကနည်းနည်း complete striker ပုံစံနဲ့နေရာတို့မှာ light ရွေရှားပြီးတော့ကစားနိုင်တယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာကဘာအဆင့်ကစားသမားတယောက်ရဲ့ value တခုကို Kylian Mbappé ပြတ်တသွားခဲ့တယ်။အဲဒါကြောင့်ကျွန်တော်ကတော့ Kylian Mbappé ကို Man of the Match အဖြစ်ရွေးပေးနေပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်။အဆုံးထိကြည့်ရှုပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။